မှဂလာဂလာဆိုပြီးခွဲကြပြီးဘာသာရေးမိုင်းတိုက်လာတာကျွန်တော်တို့ကတိုင်းရင်းသားပါကျွန်တော်တို့ဖွေရတဝေရပါနော်အဲ့တော့နော်ဖွေကျင်ကမွေးတဲ့ကျွန်တော်တို့အဖွားရင်နာမည်ဒေါ်ရှင်ဆွေတဲ့ဒေါ်ရှင်ဆွေမောင်တယောက်ကဒုတိယဗိုလ်မှူးကြီးကျော်ဝင်းအစ္စလမ်သာနာဘွယ်ဦးအစ်ဘရာဟင်နော်အဲ့ဒါဒီဘုဂျုံဆန်တို့တက်နော်ဘီအေတက်ကနေဝဲလာကြမှာတပည့်စစ်ကြောင်းကနေဝင်လာကြမှာ BC အမှတ်300ကျော်ပဲရှိပါသေးတယ်အဲ့မှာဗမာနိုင်ငံဗမာတပ်မတော်မှာစစ်သား300ကျော်ပဲရှိသေးတယ် အဲ့ဒီခေတ်မှာဗမာစစ်တပ်ထဲမှာဝင်ဗမာတပ်မတော်ထဲမှာဝင်လာပေါ်ကြမှာလွတ်လပ်ရေးတိုက်ပွဲမှာပါခဲ့တဲ့ဟာကျွန်တော်တို့ရဲ့အဖို့ရဲ့အရင်ဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့အဖို့ရဲ့စစ်တပ်ကဘူလာရောင်ရဲ့နော်စစ်တပ်အောက်မှာအခုရက်ဘတ်သုံးကြိတ်ဘူလာရောင်ရဲ့စစ်တပ်ရဲ့အောက်မှာနော်တောင်ဝန်ထမ်းဆောင်တဲ့အချိန်မှာကျွန်တော်ဘူတထောင်ဖျားရောင်ကမြို့ဘူတထောင်ဖျားမှာတပ်စခန်းချထားတယ်အဲ့မှာဆရာတော်တပါးကသင်္ကန်းဝင်နဲ့လာတယ်နော်လာပြီးဆရာတော် စတတ်တဲ့ဘုရားကြီးတတ်တဲ့ဝိညာဉ်နဲ့စတတ်တဲ့ဝိညာဉ်ဆိုတော့ကောင်းပါပြီဆရာတော်သိခါချခဲ့ပါသင်္ကန်းချွတ်ခဲ့ပါဆိုတဲ့အချိန်မှာအဲ့ဆရာတော်ကသင်္ကန်းချွတ်ပြီးလာတယ်လူနာမည်မေးလိုက်တဲ့အချိန်မှာဥစိန်လွင်းတဲ့နော်ကျွန်တော်တို့မဆာလာခေကဗျာရှိသေးပြီတော့နေဝင်းစိန်လင်းတပ်ပြတပ်ပြဆိုတာဥစိန်လွင်းကကျွန်တော်ဖိုးရီတပည့်သိလားဒါပေမဲ့ကျွန်တော်ဖိုးရီအိုက်တမ်မှာမပါဘူးနော်အဲ့တော့ကျွန်တော်ဖိုးရီဒုတိယဗိုလ်မှူးကြီးဥကျော်ဝင်းဆိုတာဟာနိုင်ငံကုန်ရေးပထမဆင့်ကြည့်လိုက်လူလာရေးမော်ကွန်းဝင်းစင့်ကျွန်တော်အဲ့မှာမော်ကွန်းနေမှာကြည့်လိုက် နော်တနင်္သာရီတိုင်းစစ်မှုထမ်းများအဖွဲ့ဥဒ္ဓကျွန်တော်သွားလို့ချင်းကျွန်တော်ကျွန်တော်ရဲ့မြည်လေးစောက်ကြောက်လိုက်ပါပြိုက်တဲ့နေရာသွားလို့ရတယ်အရာအဲ့တော့ကပိတ်ထားတဲ့ချိန်မှာနော်အဲ့တော့ဒါကျွန်တော်ဖိုးရရင်ခောက်ကဘုကျောင်းစံတက်မှာပါတယ်နိုင်ငံတော်လွတ်လပ်ရေးလုပ်တဲ့ထက်မှာပါတယ်နော်လွတ်လပ်ရေးမော်ကွန်းစင်ပါတယ်သူမြည်တယ်ကြတော့ကျွန်တော်မတ်ပုံတွေပေးတဲ့ချိန်ကြတော့ဒါအိန္ဒိယဆိုလှုပ်ထားတာနော်အော်လွတ်လပ်ရေးတမိုင်းမတ်ချက်မမရိုင်းခဲ့ဘူးဟောဒီတော့အားရပြီးတဲ့ပြင်ဒီနေ့ နာလာကခေကစကိုင်းတိုင်းတိုင်းမှုလို့သွားတာကျွန်တော်ဖို့ရည်အရင်နောက်ပြီးတော့စီမံဘာနာဝင်ကြီးတမိုင်းနေမှာပြန်ကြည့်ပါနော်အဲ့တော့ကျွန်တော်မွစလင်တမိုင်းမရိုင်းမှုဆိုတာအဝေးကြီးပြောစရာမလိုဘူးရွှေရွှေကျွန်တော်ဓာတ်ပုံနဲ့တကွအဲ့ဒီတဝဲရထုတ်တဲ့မဂဇင်းနဲ့တကွကျွန်တော်အတင်ပြပေးလိုက်မယ်နော်ဒုတိယဗိုလ်မှူးဦးကျော်ဝင်းအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မွစလင်တမိုင်းဟာမရိုင်းပါဘူးနော်ဒါမျိုးလုပ်ခဲ့ပါတယ်ကျွန်တော်တို့ဒီလဲနော်အများရန်ကျွန်တော်တို့ကျွန်တော်အခုကျွန်တော်တို့ဖိဆက်နေတာပဲ နော်ဒီနေ့တော်တော်တော်ဝင်းဝင်းမြတ်မြတ်ကျွန်တော်နောက်ကသွားဝင်းရံပေးတယ်တမိုင်းရတိပါတယ်နော်ဟင်းဒီစကပုံလေးတစ်ခုပြောပြမယ်ခင်ဗျားတို့တတ်နိုင်လို့ရှိရင်မှန်ကိုရွှေနဲ့ဘောင်ကွတ်ထားလိုက်ပါတဲ့စိတ်နဲ့ချီထက်လိုက်တော့ဒါပေမဲ့မှန်ဟာဘယ်တော့မှမလိမ်ဘူးတဲ့သိလားမှန်ဒီဘယ်တော့မှမလိမ်ဘူးအယုတ်ဆိုးတဲ့လူကြည့်လို့ရှိရင်အယုတ်ဆိုးတာပဲပေါ်မှာအယုတ်ချောတဲ့လူကြည့်ရင်အယုတ်ချောတဲ့လူမျိုးပေါ်မယ်အဲ့တော့ကျွန်တော်တို့ရဲ့အစ္စလမ်ရဲ့တမိုင်းဒီနော်အတိတ်ချင်းမအတိတ်ခက်ကတမိုင်းရဲ့ ချေးမုံမှန်ကိုပြန်ကြည့်လို့ရှိရင်မွတ်စလင်သမိုင်းကမရမ်းခဲ့ပါဘူးမှန်ဆိုတာဘယ်တော့မှမလဲဘူးတဲ့အတိတ်ကချေးမုံမှန်ကိုသမိုင်းကိုရေးတာကျွန်တော်လည်းကိုသမိုင်းကိုရေးနေတာနော်ကျွန်တော်လုံနေတာလေကိုပြောကို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 ပြောမှဖြစ်မလို့နောက်ကြတော့သမိုင်းကပြောလိမ့်မယ်မန္တလေးမြို့သမိုင်းကြောက်စာတွေမှာပေါ်လာလိမ့်မယ်ဒါကြောင့်မလို့အရင်တော့ကလည်းမွတ်စလင်သမိုင်းမရမ်းခဲ့ဘူးနော်အလဲခင်မှလည်းမရမ်းခဲ့ဘူးအခုလည်းမရမ်းဘူး မရိုင်းတဲ့အတွက်ကျွန်တော်တို့အားလုံးနိုင်ငံတော်အတွက်ပေးဆက်ဖို့အစဉ်သင်ရှိနေပါတယ်အားလုံးဒီအတိတ်သမိုင်းမှာအတိတ်မှန်တဲ့ကိုပြန်ကြည့်လိုက်ပါမိထီလာမှာလူ40ရိုက်တက်ခဲ့တာသွေးမချောက်သေးပါဘူးနော်ကလေးလေးတွေတက်ခဲ့တာနော်အဲ့တော့ကိုမချက်တတ်ဘူးဆိုရှင်ကိုမောင်ကိုပြန်ကြည့်ဘာသာရေးမနှခုတော့မလုပ်နဲ့အဲ့တော့ကျွန်တော်တို့ရဲ့ခန်းစားချက်ဆိုတော့ကျွန်တော်အဲ့နှလုံးသားမှာလေသေထီအောင်ပါတော့မှာသိလားသေထီအောင်ပါမှာပါလို့လို့ရှင်ကျွန်တော်တို့အကုန်အတူတူဗျနော်68တုံးကလည်းကျွန်တော်တို့လုတ်ခဲ့တယ်နော်ကျွန်တော် ငါအစာငါခံတရက်နှစ်ရက်ဘာမှမစားမတော့ဘဲနဲ့အစာငါခံစာနာပြတာတနက်နေ့လိုက်ပြတော့ကျွန်တော်တို့ချတာအဲ့ရစပြီးကျွန်တော်တို့လုပ်ခဲ့တယ်ဒါပေမဲ့ဒီမိုကရေစီလေးရတော့မယ်ဆိုတော့ကြမှာကလာကလာဆိုပြီးခွဲကြပြီးဘာသာရေးမိုင်းတိုက်လာတာနော်အဲ့ဒီခံစားချက်ကတော့ကျွန်တော်အသေးထိအောင်တညာတည်းတည်းအောင်ပြန်ထမပမပြောက်တော့ဘူးနှလုံးသားထဲမှာပြည်နေတာအဲ့ဒါနံပါတ်1အာနာကိုအာသာမပြေသေးတဲ့လူအာသာငန်းငန်းတက်နေတဲ့ကောင်တွေ အဲ့ဒီကောင်တွေကစပကြမှာဘာသာရေးမှိုင်းတိုက်တယ်အဲ့ဒါကိုကျွန်တော်တို့နဲ့အတူတူရဲဘော်ရဲဘက်တွေလုပ်ခဲ့တဲ့ဗုဒ္ဓဘာသာညီအကိုတွေကယုံကြည်ပြီးကျွန်တော်တို့ကိုခွဲကြတယ်ကျွန်တော်တို့ဘက်မှာခွဲကြဆက်ဆံတယ်အဲ့ဒီရဲ့နာကြီးချက်ကတော့ကျွန်တော်နှလုံးသားမှာဘလို့စေးနဲ့လာကုကုသိလားဟုတ်တော့လူပေါ်မှာခေါင်းရိုက်ခွဲလို့အနာကုလို့ရ